အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါတယ်ကျွန်တော်ခုပြောပြမယ့်အကြောင်းအရာကတော့ခါနာသူတွေအတွက်ခါနာပျောက်စီတဲ့လေ့ကျင့်ခန်းများဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ခါနာတယ်ဆိုတာလူတိုင်းဒီပါတစ်ချိန်ချိန်မှာခံစားရဘူးတဲ့အဖြစ်အများဆုံးပြဿနာတွေတွေကတခုပါပဲအခုပြောပြမယ့်ခါနာခြင်းအမျိုးအစားဟာအများအားဖြင့်ဖြစ်တတ်တဲ့နာကျင်ကြိုက်ခဲမှု general back pain အမျိုးအစားဖြစ်ပြီးတိကျတဲ့ဆေးပညာအရယောဂါရှာဖွေထားခြင်းမရှိသေးတဲ့ နာကျင်မှုတွေအတွက်ဖြစ်ပါတယ်ဒါဆိုခါးနာရတဲ့အဖြစ်များတဲ့အကြောင်းရင်း common age and pain တွေကိုအနည်းငယ်ပြောပြပါမယ်နံပါတ်1အဖြစ်များဆုံးအကြောင်းရင်းများသင်ရဲ့ခါးနာခြင်းဟာအများစုလိုပဲအောက်ပါအခြေအနေတွေကြောင့်ဖြစ်နိုင်ပါတယ်ကြွက်သားဆွဲမိခြင်းအလေးမတာဒါမှမဟုတ်ရုတ်တရက်လှူရှားလိုက်တာမျိုးကြောင့်ခါးမှာရှိတဲ့ကြွက်သားတွေကိုဆွဲမိသွားတဲ့အခါမျိုးမှာနာကျင်တာဖြစ်ပါတယ်။ရုတ်တရက်ခါးတစ်ချက် မြက်သွားခြင်းနေ့စဉ်လှူရှာမှုတစ်ခုလုပ်နေစဉ်ခါတစ်ချက်မြက်သွားတာမျိုးဒါမှမဟုတ်ခါကျော်လွဲသွားတာမျိုးကြောင့်နာကျင်မှုခံစားရတတ်ပါတယ်။နာကျင်ကြိုက်ခဲခြင်းအနာဖြစ်ခြင်းခါမှာအဆက်မပြတ်ဖြင်း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 နာကျင်တာတွေဒါမှမဟုတ်ကြိုက်ခဲနေတာမျိုးလည်းဖြစ်နိုင်ပါတယ်။နံပါတ်1ဘလို့အချိန်မျိုးမှာ နာကျင်မှုဖြစ်တတ်တယ်လဲ။ဒီလိုမျိုးနာကျင်မှုတွေဟာကျွန်တော်တို့နေ့စဉ်ဘဝမှာ အမှတ်မတင်လှုပ်ဆောင်လိုက်တဲ့လှုပ်ရှားမှုတွေကလည်းမကြာခဏအစတင်တတ်ပါတယ်ဥပမာအလေးပင်မာခြင်းပုံမှန်မတတ်တဲ့အလေးတစ်ခုကိုမှားယွင်းတဲ့ကိုနေဟန်သားနဲ့မလိုက်တဲ့အခါဒါမှမဟုတ်ကိုယ်ကလေးကိုကြွေးရှိလိုက်တဲ့အခါမျိုးမှာခါမှာဖိအားရသွားတာမျိုးဖြစ်ပါတယ်အမှတ်မတင်လှုပ်ရှားခြင်းအိမ်မွေးတိရစ္ဆာန်ဥပမာခွေးကိုရေချိုးမှုရေကန်တဲကိုထည့်လိုက်တဲ့အခါမျိုးမှာခါကိုကြွေးပြီးမတင့်တော်တဲ့ကိုနေဟန်သားနဲ့မလိုက်တဲ့အခါခါမှာ နာကျင်မှုခံစားတာမျိုးဖြစ်ပါတယ်။ဒါကြောင့်ခါနာရာဟာတင့်မှာရှိတဲ့ကြောယုပြဿနာမဟုတ်ပဲကြွက်သားတွေတင်းမာတာဒါမှမဟုတ်နေ့စဉ်လှုပ်ရှားမှုကနေအနှဲငယ်ဒဏ်ဖြစ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။အထူးတတိပြုရန်အခုပြောပြမယ့်လေ့ကျင့်ခန်းတွေဟာဒီလိုအများအပြားဖြစ်တတ်တဲ့နာကျင်ကြိုက်ခဲမှုတွေကိုတက်တာစီးဖို့ရည်ရွယ်ပါတယ်။ဒါပေမဲ့တင့်ရဲ့နာကျင်မှုကပြင်းထန်ပြီးအချိန်ကြာမြင့်နေမယ်ဒါမှမဟုတ်ခြေောက်တီထုံကျင်ကြိုက်ခဲတာမျိုးဖြစ်မယ်ဆိုရင်တော့ ပုံမူတိကျတဲ့စစ်ဆေးမှုနဲ့ယောဂါရှာဖွေတွေ့ရှိနိုင်ဖို့လိုအပ်လာပါတယ်ခန္ဓာမှုတက်တာစီမဲ့လက်ကျင်ငန်းတွေနဲ့စံထုတ်မှုတွေနဲ့ပတ်သက်တဲ့ရှင်းရှင်းလင်းလင်းပြောပြပေးပါမယ်ကဲစရရအောင်ခန္ဓာမှုတက်တာစီမဲ့လက်ကျင်ငန်းများဒီလက်ကျင်ငန်းတွေကိုသင်ဟာပက်လက်လှပြီးစတင်လှုပ်ဆောင်အောင်ဖြစ်ပါတယ်အဆင့်1တင်မဆုံမှုစောင်းခြင်း pelvic tilt ပထမဆုံးအနေနဲ့ဒူးကောင်းတွေကိုထောင်ပြီးပက်လက်လှန်တင်းလျောင်းလိုက်ပါ နံပါတ်1ဘယ်လိုလုပ်မလဲတင့်ရဲ့တင်ပစုံကိုနောက်ဖက်ကိုစောင်းလိုက်ပါဒါမှမဟုတ်လှည့်လိုက်ပါဒီလိုလုပ်လိုက်တဲ့အခါတင့်ခါးကိုကျမ်းပြင်ပေါ်မှာပြားသွားအောင်ဖိလိုက်တာပဲဖြစ်ပါတယ်နံပါတ်2အကြံပြုချက်တင့်လက်တွေကိုခါးကွေးတဲ့နေရာအောက်မှာထားပြီးခါးနဲ့လက်တွေကိုကျမ်းပြင်ပေါ်ဖိချဖို့ကြိုးစားနေတယ်လို့စိတ်ကူးကြည့်ပါနံပါတ်3ဘလောက်ကြာကြာ လုပ်မလဲစောင်းထားတဲ့အနေထားကို3စက္ကန့်ကနေ5စက္ကန့်လောက်ထိန်းထားပြီးမှဖြည်းဖြည်းချင်းချော့ချလိုက်ပါ နံပါတ်၄အကျဉ်းရွတ်အတွက်အစပိုင်းမှာအကျဉ်း၁၀ကျဉ်းလောက်လှုပ်ဆောင်ပေးပါဒီလှုပ်ရှားမှုကခါးကိုတင်းကျပ်စေမယ်ပင်မကြွက်သားတွေကိုခိုင်မာစေပါတယ်အဆင့်နှစ်တရားထိုးခြင်း bridge pivot till လှုပ်ပြီးတဲ့အခါခါးကြွက်သားတွေယော်ရဲသွားအောင် bridge လေ့ကျင့်ခန်းကိုဆက်လုပ်ပါနံပါတ်၁ဘယ်လိုလုပ်မလဲတင့်တင်ပါးတွေကိုတဲ့တဲ့မြင်းဖြောက်ဒီပါရောက်တဲ့အထိပြင့်တင်လိုက်ပါနံပါတ်၂ပြန်ချခြင်းပြန်ချတဲ့အခါ segment တစ်ခုချင်းစီ အစ်စ်တစ်ခုချင်းစီကိုထိန်းချုပ်ပြီးဖြည်းဖြည်းချင်းပြန်ချပါခုံပြီးပြန်မချပါနဲ့ဖြင်းချင်းစွာထိန်းချုပ်ထားတဲ့လှုပ်ရှားမှုဖြစ်ရပါမယ်နံပါတ်3အကျင့်ရည်အတွက်ဒီလှုပ်ရှားမှုနဲ့အရာအားလုံးကို ဖြေလျှော့ပေးဖို့အတွက်အစာပိုင်းမှာအကျင့်ဆယ်ကျင့်လောက်စတင်လှုပ်ဆောင်ပြီးမှတဖြည်းဖြည်းချင်းတိုးမြင့်သွားနိုင်ပါတယ်အဆင့်3ဒူးကိုရင်ဘတ်တိဆွဲခြင်း knee to chest stretch ဒီအဆင့်မှာတော့ပက်လက်လှန်နေရင်ဒူးတွေကိုဆန့်ထုတ်ပါမယ်။နံပါတ်1ဒူးတစ်ဖက်တည်းဆွဲခြင်း single knee to chest ဘယ်လိုလုပ်မလဲ။ဒူးတစ်ဖက်ကိုယူပြီးဒူးအောက်ကနေဖမ်းကင်ကတင့်ရင်ဘတ်စီကိုတက်နောက်တက်တာရှိသလောက်ဆွဲတင်ပါ။ဒူးကောင်းပေါ်ကနေခြင်ပြီးဖိတာမျိုးကဖိအားများနိုင်တာကြောင့်ရှောင်ပါ။ဘလောက်ကြာကြာလုပ်မလဲ။ဒီဆန့်ထုတ်မှုကို စက္ကန့်30လောက်ဖိဆွဲထားပါ။အချိန်ရည်အတွက် တစ်ဖက်ကိုစက္ကန့်30ထိမ့်ပြီးမှကြံတစ်ဖက်ကိုလှုပ်ပါတစ်ဖက်စီကိုစုစုပေါင်း3ချိန်လှုပ်ဆောင်ပေးပါနံပါတ်1ဒူးနှစ်ဖက်လုံးဆွဲခြင်း double knee to chest ဘယ်လိုလုပ်မလဲဒူးနှစ်ဖက်လုံးကိုတစ်ချိန်တည်းမှာဆွဲယူပါ အစဉ်ပြေရင်ဒူးအပေါ်ကနေဖမ်းကင်နိုင်ပေမဲ့ပြဿနာရှိရင်ဒူးအောက်ကပဲဆွဲယူပါခံစားမှုဒီလိုဆန့်ထုတ်တဲ့အခါခါအောက်ပိုင်းနေရာအောက်က ကြက်သားတွေဆန့်သွားတာကိုခံစားရပါလိမ့်မယ်။အချိန်ရည်အတွက်စက္ကန့်30ကြောင်ထိန်းထားပြီးမှ3ချိန်လှုပ်ဆောင်ပေးပါ။အဆင့်၄ခါးကိုလှည့်ပေးခြင်း trend rotation ဒီလှုပ်ရှားမှုကခါးရိုးကိုဖြေလျှော့ပေးပြီးငါကျင်မှုကိုတက်တာစေဖို့ဖြစ်ပါလေ။နံပါတ်၁ဘယ်လိုလုပ်မလဲ။ဒူးထောက်ထားစေပလက်လှန်နေရင်ခြေောက်နှစ်ဖက်ကိုအတူတကွထားပြီးခန္ဓာကိုယ်ရဲ့အပေါ်ပိုင်းကိုမြေပြင်ပေါ်မှာထိန်းထားရင် တက်နောက်တက်တာရှိသလောက်ဘေးကိုလှည့်ပါညမနဲ့ဘလောက်ကြာကြာလုပ်မလဲလှည့်ထားတဲ့အနီထားကို3စက္ကန့်ကနေ5စက္ကန့်လောက်ထိန်းထားပြီးမှကြံတစ်ဖက်ကိုပြန်လှည့်ပါညမ3အရေးကြီးတဲ့အချက်လှည့်လိုက်တဲ့အခါနာကျင်တဲ့အထိမလှည့်ပဲတက်နောက်တက်တာရှိတဲ့အနီထားအထိပဲလှည့်ပါညမ4အချိန်ရည်အတွက်တစ်ဖက်စီကို5ချိန်စီလှည့်ပေးပါအဆင့်5ခလေးအနီထားဆူတောင်းတဲ့ဟန် player stretch ခုခါးကိုကွေးပြီးစန့်ထုတ်ဖို့အတွက်လေးဘဲထောက်အနေထားကိုပြောင်းလိုက်ပါနံပါတ်1ဘယ်လိုလုပ်မလဲတင့်လက်တွေကိုရှေ့ကိုစန့်တန်းပြီးတက်တောက်တက်တာရှိသလောက်ရှေ့ကိုခါးစန့်တန်းပါခေါင်းကိုအောက်ချပြီးကြောတစ်ခုလုံးကိုစန့်နေအောင် ရှေ့ကိုတတ်နိုင်ဆုံးကွေးချပါနံပါတ်2ခံစားမှုတင့်ခါးကကောင်းမွန်တဲ့စန့်ထုတ်မှုကိုခံစားရပါလိမ့်မယ်နံပါတ်3ဘယ်လောက်ကြာကြာလုပ်မလဲဒီအနေထားကိုစက္ကန့်30လောက်ထိန်းထားပါပြီးရင်ပြန်ထလာပြီး အောက်ကိုပြန်ဆန့်ချပါဒီလေ့ကျင့်ခန်းတွေကသင်ခန်းမှာနာကျင်ကြိုက်ခဲမှုတွေကိုတက်တာစီပြီးခါနာတဲ့အခါမှာကုသမှု လုပ်ငန်းစဉ်တွေကိုကူညီပေးနိုင်ပါတယ်လေ့ကျင့်ခန်းအားလုံးကိုတက်တော့တက်တာရှိတဲ့အနေအထားအထိသာလုပ်ဆောင်ဖို့သူဂယုပြုပါရန်တတိပေးလိုပါတယ်လေ့ကျင့်ခန်းတွေလုပ်တာတန်ကြီးတက်နေတဲ့တကားကိုစီထည့်ပြီးဖွင့်တယ်လို့ပါပဲပထမတော့နည်းနည်းတင်းကျပ်နေပေမဲ့ပုံမှန်လေ့ကျင့်ပေးခြင်းအဖြစ် ခန္ဓာကိုယ်ရဲ့တကားအစ်စ်တွေကိုချောမွေ့စွာပြန်လည်လှုပ်ရှားနိုင်အောင်ကူညီပေးပါတယ်။ဏိဂုံးကျုပ်ဒီလေ့ကျင့်ခန်းတွေကသင်္ခါမှာရှိတဲ့တင်းကျပ်မှုနဲ့နာကျင်ကြိုက်ခဲမှုတွေကိုဖယ်ရှားဖို့အတွက်ရည်ရွယ်ပြီးကုသမှုလုပ်ငန်းစဉ်ကိုကူညီပေးနိုင်ပါတယ်။ရည်ကြီးမှတ်ထားရမယ့်အချက်တစ်ချက်ကတော့နာကျင်မှုအမျိုးအစားကိုဖယ်ကြပါ။ဒီလေ့ကျင့်ခန်းတွေဟာရည်ပူရအားဖြင့်ဖြစ်တတ်တဲ့နာကျင်ကြိုက်ခဲမှုအတွက်သာရည်ရွယ်ပါတယ်။ဆိုလိုတာကတင့်ကြွတာဆွဲမိတာမျိုး ခါတစ်ချက်မြက်သွားတာမျိုးဒါမှမဟုတ်အနှဲငယ်နာကျင်ကြိုက်ခဲတာမျိုးအတွေ့ဆိုရင်ဒီလိကျင်ကန်းတွေကတက်တာကိုကူညီပေးနိုင်ပါတယ်။နံပါတ်1တက်တော်တက်တာရှိတဲ့အတိုင်းတာကိုပဲလုပ်ပါ။လိကျင်ကန်းတွေလုပ်တဲ့အခါအရေးအကြီးဆုံးစီကံကတော့နာကျင်တဲ့အထိလှူရှားခြင်းကိုရှောင်ပါ။ဥပမာခါးကိုလှည့်တဲ့အခါ trunk rotation ဒါမှမဟုတ်ဆန့်ထုတ်တဲ့အခါ player strength မှာတင့်ရခန္ဓာကိုတက်တော်တက်တာရှိတဲ့အနေအထားအထိတာလုပ်ဆောင်ပါ။လှူရှားမှုတိုင်းဟာ ဖြည်းဖြည်းချင်းနဲ့ထိမ့်ချုပ်ထားတဲ့ပုံစံဖြစ်ရပါမယ်။ဒီအချက်တွေကိုမှတ်သားပြီးလုံခြုံစိတ်ချစွာ လေ့ကျင့်မယ်ဆိုရင်သင်ရဲ့ခန်းနာကျင်မှုတက်တာစီဖို့အထောက်အကူဖြစ်ပါလိမ့်မယ်။အစားဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်လိုလိုကူကြည့်ရှုနိုင်ဖို့ subscribe ပြုတဲ့ချိန်ပေးထားပါလို့မေတ္တာရက်ခံပါတယ်။ like နဲ့ share ကိုလည်းနှိပ်ပေးစေချင်ပါတယ်။လူသားအားလုံးလှလပ်ပြောရှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Have a great day. day.